စီးရရနဲ့ပွဲကိုအနိုင်ကစားမှဖြစ်လို့ပြိသက်တွေကွင်းထဲလာပြီးတော့အားပေးဖို့အောင်တိဟဖိတ်ခေါ်ဘောလုံးကြသူများအတွက်ကျွန်မတို့ရဲ့1 million channel လေးကပြန်လည်ကြိုဆိုလာပါမယ်။ 2026အာရှဗလာယူဆက်ခွန်ပြိုင်ပွဲခြေစစ်ပွဲဝင်မြန်မာယူဆက်ခွန်အသင်းကောင်းဆောင် အောင်တီဟာကစီးရီးယားတင်းနဲ့ကစားမဲ့ပွဲကိုအနိုင်ကစားမှာဖြစ်လို့ပရိသတ်တွေအနေနဲ့ကိုယ်နဲ့ထိလာရောက်ပြီးတော့အားပေးကြဖို့အတွက်ဖိတ်ခေါ်လိုက်ပါတယ်။မြန်မာယူဆက်ခွန်အသင်းကခြေစစ်ပွဲအောင်ရည်အတွက်ပထမဆင့်အနေနဲ့အရေးပါတဲ့အိုမန်အသင်းရဲ့ပွဲကိုနိုဝင်ဘာ28ရက်နေ့ကရှင်မြိုင်ကစားခဲ့ရမှာ2-0နဲ့အနိုင်ရခဲ့ပါတယ်။အရိပွဲမှာမြန်မာယူဆက်ခွန်အသင်းအတွက်ဂိုးရီကိုအောင်တီဟာနဲ့ယင်ကြီးတန်းတို့ကသွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ်ပွဲပြီးပြုလုပ်တဲ့ရုပ်သံအင်တာဗျူးမှာအောင်တရားကကျွန်တော်တို့လုံနိုင်ခဲ့ပါပြီဒီတော့အယံဝမ်းသာပါတယ်။အိုမန်တင်တဲ့မကစားခင်ကလေးကသူတို့အသင်းရဲ့အားသာချက်အားနည်းချက်တွေကိုကျွန်တော်တို့ကဗီဒီယို analysis တေချာလုပ်ခဲ့ပါတယ်။ဒါကြောင့်မလို့အနိုင်ကစားနိုင်ခဲ့တာပါ။စီးရအသင်းကိုလည်းကျွန်တော်တို့လေ့လာထားပါတယ်။စီးရအသင်းကိုကျွန်တော်တို့အနိုင်ကစားမှာပါ။ဒါကြောင့်ပရိသတ်တွေအနေနဲ့ကွင်းထဲထိလာရောက်ပြီးတော့အားပေးဖို့ဖိတ်ခေါ်ကြင်မာတယ်ဆိုပြီးတော့ပြောကြားခဲ့တာဖြစ်ပါတယ်။ မြန်မာယူဆက်ခွန်တင်က2026အာရှဖလားယူဆက်ခွန်ပြိုင်ပွဲစစ်စစ်ပွဲအုပ်စုကြီးမှာအိုမန်၊ဆီးရီးယား၊အာဖဂန်နစ္စတန်၊နီပေါ်တဲ့နေနဲ့တူကြောက်နေတာဖြစ်ပါတယ်။အုပ်စုတစ်ခုကထိဆုံးရက်တည်မှုရာအတင်းတင်းနဲ့သာစစ်စစ်ပွဲအောက်မှာဖြစ်ပြီးလက်ရှိမှာမြန်မာယူဆက်ခွန်အတင်းက၃ပွဲကစား၃ပွဲနိုင်ရမှတ်၉မှတ်နဲ့ထိဆုံးကနေပြီးတော့ဥဆောင်နေပါတယ်။မြန်မာအသင်းအောက်မှာအိုမန်နဲ့ဆီးရီးယားအသင်းတွေကရမှတ်6မှတ်စီနဲ့အဆင့်1-3နေရာတွေမှာရပ်တည်နေပါတယ်။ မြန်မာယူဆက်ကွန်တင်ဟာအုပ်စုတပ်ရဲ့အဆုံးဖြတ်ဖြစ်နိုဝင်ဘာ30ရက်ညနေ4နာရီမှာစီးရီးယားတင်းနဲ့ရှင်မြန်ကစားမှာဖြစ်ပြီးတော့ည9နာရီမှာအိုမန်တင်းနဲ့အာဖဂန်နစ္စတန်တင်းတို့ရှင်မြန်ကစားမှာဖြစ်ပါတယ်မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် MFF ကမြန်မာယူဆက်ကွန်အသင်းရဲ့ပွဲတွေကိုပရိသတ်တွေအတွက်ကွင်းဝင်ခြေအခမဲ့သတ်မှတ်ပေးထားပါတယ်။